လေးတွေချက်ပေါင်ကျော်စားခြင်းကျွန်တော်လုပ်သလိုလေးလုပ်ကြည့်လိုက်ပါအပြင်ငါဝေရထက်ပိုစားလို့ကောင်းတဲ့အပြင်တန်ရှင်းပြီးတော့ကျမ်းမာရေးနဲ့ညီညွတ်ပါရင်အရင်ဆုံးချက်ပေါင်ကိုအရသာဝင်လွှဲအောင်လို့ဓာတ်နဲ့မုံပေးထားလိုက်ပါသူတဲကိုခြင်းချက်တော်မိတ်ချက်တော်ဖြူစားနဲ့မြုပ်ကောင်းမုံဟင်းချက်အရတစုံဘဲငံများရဲ့အကျဲတစုံခီယူစီအတင်းအတင်းထည့်ပြီးပါနောက်ပြီးတော့သမအောင်နေပြီးတော့မိနစ်20လောက်နှက်ထားပေးလိုက်ပါမယ်အဲဒီနောက်မှာတော့ကြက်ဥနှလုံးခလောက်တားတာကိုစမ်းပြီးတော့လက်နဲ့သမအောင်နေလိုက်ပါမယ် ပကံများတဲ့အကြောမုံထည့်ပြီးတော့ကြက်ပေါင်တွေကိုကပ်ပေးလိုက်မယ်ဆိုရင်လှုပ်တာနဲ့အခြေကုန်ဗလီတွေထွက်ပေါ်လာပါလိမ့်မယ်။စီပူရင်အိုးရဲမီးအလယ်လန်နဲ့၈မိနစ်လောက်ထည့်ကျော်ပြီးတော့ရွှေဝါရောင်တန်းကျွရလာပြီဆိုရင်တော့စေထုတ်လိုက်လို့ရပါပြီ။အလိုကျော်ထားတဲ့ကြက်ပေါင်ကျော်ကမွေပြန်ကျွရပြီးနုညံ့အီးဆက် juicy ဖြစ်လို့လှုပ်တက်သွားပြီဆိုရင်တော့ကလေးတွေကိုအမြန်လှုပ်ကြည့်လိုက်တော့နော်။ပေးပြားဟိုဒီလိုချက်စားရင်မွေပြန့်အရသာရှိပြီးတော့ အပေါ်ရန်ကြွကြူလေးနဲ့အတွင်းသားနူးညံ့နေလို့တမင်စားမိန်စီမှာပါအရင်ဆုံးပဲပြားကိုအပြားထူထူလေးတွေလှီးပြီးရင်တော့ကော်မွန်တစ်ထက်ကပ်ပြီးတော့ကြက်ဥကြီးလေးစိမ့်ပေးလိုက်ပါမယ်ပကံလုံးနဲ့ကြက်တုံမိန်နှုတ်နှုတ်ရှင်ကြက်တုံပြူနှုတ်နှုတ်ရှင်ငယ်ဦးသီးမုံနဲ့အနှမ်းလော်ထည့်ပြီးတော့မွေးသွားအောင်စီပူပူလောင်းထည့်ပေးလိုက်ပါမယ်အရသာအတွက်ဘဲငံများကြီးအကျဲစုံနှစ်ချို့ဗီနီဂါတစ်စုံစားစုံတစ်ဝက်နဲ့သကြားစုံထည့်ပြီးတော့သမအောင်မွေးထားပေးလိုက်ပါမယ်စီပွင့်တော့ပေးပြားတွေကိုထည့်ကျော်ပြီးတော့မျက်နှာပြင်နှစ်ဖက်လုံးရွှေဝါအောင်တန်းအောင်ကျော်ပေးလိုက်ပါမယ် အဲ့ဒီနောက်မှာတော့ source ကိုစမ်းပြီးတော့ပေးပြတွေကို source အရသာစိတ်ဝင်သွားအောင်လုပ်လိုက်ပါမယ်။အဲ့လိုကြော်ထားတဲ့ပေးပြကြော်နှက်ကမှုိပြန့်အရသာရှိပြီးတော့စားလို့ကောင်းလို့ကြိုက်နေတတယ်ဆိုရင်တော့လိုက်လို့စားကြည့်လိုက်တော့နော်။စောင်းဝါဒီမှာရာတီဥတု6တွေ့နေလို့ဘာစားမှမသိဖြစ်နေရင်တော့ပေါ့ပေါ်လေးနဲ့အရသာရှိတဲ့ဒီအသားလုံးစွပြုတ်လေးလှူစားကြည့်ကြနော်။တုံတုံအီလေးနဲ့မညီမမာပဲနဲ့စွပြုတ်အီကတောင်မှအရန်တောက်လို့ကောင်းပါလေ။အရင်ဆုံးအသားနှုတ်လို့ဆင်းကိုပြင်ဆင်ပြီးတော့စိမ့်ထားတဲ့ဂျင်းကြက်တုံမဲကြီးစားနဲ့ငရုတ်ကောင်းမို့ကျုပ်တလုံး ကော်မောက်ဇုံကြီးရဇုံထည့်ပြီးတော့လာရတပတ်တဲ့မွေထားပေးလိုက်ပါမယ်။စီပွင်တော့ဂျင်းကျက်တော်မိတ်ကျက်တော်ဖြူကိုမွေးလာအောင်စီတက်ပြီးတော့ရေးတင်းတင်းထည့်လိုက်ပါမယ်။ရေစူလာရင်တော့မီးအေးပြောင်းပြီးတော့အသားလုံးတွေထည့်လိုက်ပါမယ်။စူလာတဲ့နောက်မှာတော့အမြုပ်တွေဖဲထုတ်ပြီးတော့ကျွန်းရက်မုံနဲ့မုံကြီးရက်ကိုထည့်လိုက်ပါမယ်။အရသာအတွက်စားငရုတ်ကောင်းမောက်ထည့်ပြီးတော့မွေးပေးလိုက်ရင်ရပါပြီ။ဒီလိုချက်ထားတဲ့အသားလုံးစုပြုတ်ကအရသာရှိပြီးတော့အရန်စားလို့ကောင်းလို့လူကြီးမင်းတို့လည်းစားကြတယ်ဆိုရင်တော့အမြန်စားကြည့်လိုက်တော့နော်။ မော်ရီအရသာရှိတဲ့ຢာဒီမှာကဘာပေါ်ကအကောင်းဆုံးစားစာတွေကတစ်ခုဖြစ်တဲ့မှုမဲကိုကလေးတွေအတွက်မှုမဲကြိုက်လန့်အမဲသားထမင်းကြော်လေးကြော်ကြွေးလိုက်ကြရအောင်ပါကြီးလိုက်ရင်တော့တမန်မဲဆိုပေမဲ့တကယ်တမ်းမှာတော့အရန်ကိုຢာသာရှိလို့မာရီကလေးတွေကတော့အနောက်တိုင်းစားတောက်ဆိုင်ကဝယ်တာထက်ပိုစားကောင်းနေပြောကြပါရင်ပြင်းဆုံးကြိုက်လန့်လက်တဆုပ်ကိုပြင်ဆင်ပြီးတော့သူတို့ကိုအတုံးလေးတွေပြအောင်လှိပစ်လိုက်ပါမိုဘီုန်ရဲ့ရှီကာကီမိုကိုလည်းအပြားထူထူလေးတွေလှိလိုက်ပြီးတော့အမဲသားကိုတော့အတုံးလေးတွေတုံးပစ်လိုက်ပါမယ် အိုးရဲစီပူလာပြီဆိုရင်မှုတွေကိုထည့်ပြီးတော့အကြီးတွေထွက်လာအောင်လို့မှုတွေကြောပေးလိုက်ပါမယ်။အဲ့ဒီလုံမှာပိုရသာရှိမှဖြစ်ပါတယ်။အဲ့ဒီတွေကိုလှီးထားတဲ့အမဲသားတွေထက်ထည့်ပြီးတော့အမဲသားတွေအအောင်ပြောင်းလာအောင်မှုတွေကြောပေးလိုက်ပါမယ်။အိမ်နောက်မှာတော့ကြိုက်လန့်အရွက်တွေထည့်ပြီးတော့အရသာပေါ်အောင်ပဲငံများကြီးအကျဲတစ်စုံဆန်ပေးလိုက်ပါမယ်။ပြီးရင်တော့မှုအမဲအနှစ်တစ်စုံထည့်ပြီးတော့သူ့ကိုမှုတွေကြောပေးလိုက်ပါမယ်။ထမင်းကြမ်းကြမ်းထည့်ပြီးတော့ဆက်မှုတွေကြောပေးလိုက်ရင်တော့အရပါပြီ။ မိုမဲရဲ့မွေးပြန်မှုနဲ့ထမင်းရဲ့အချိုတက်ပေါင်းဆက်လိုက်တော့တက်လှူစားကြည့်လိုက်တာနဲ့အာကပါဇက်လူဖြစ်ရချိုနဲ့တော့မှမလို့ချက်တက်သွားပြီဆိုရင်တော့လိုက်လှူစားကြည့်လိုက်တော့နော်။ရာသီဥတုပူလာပြီဆိုတော့အတော်များများကညာစီထဲမှာရောင်းတဲ့ကြက်ချီတော့တံမြာစားရတာကြိုက်ကြပါရင်တကယ်တော့အိမ်မှာကိုရိုင်းလောက်ရင်ရိုးရှင်းလွယ်ကူပြီးတော့ချင်းချင်းဆက်ဆက်လေးနဲ့အရသာရှိလို့အပြင်မှာရောင်းနေရတဲ့စားလို့ကောင်းပါရင်အရင်ဆုံးအနေနဲ့ကြက်ချီတော့ကိုကြက်ချီသေးလေးခုတ်ဖြတ်ပြီးတော့နှစ်ချမ်းချမ်းပေးထားလိုက်ပါမယ်။ကြက်ချီတော့ကိုရေမစုခင်မှာအိုးထဲထည့်ပြီးတော့ ြင်းကျက်တုံမိတ်ဟင်းချက်ရေရစုံနဲ့15မိနစ်လောက်ပြုတ်ပြီးတော့ဆဲထားလိုက်ပါမယ်။အဲဒီနောက်မှာတော့ရေခဲအတင်းတင်းထည့်စင်ပေးလိုက်မယ်ဆိုရင်ကြက်ချီတော်ကိုတုံတုံအီအီလေးဖြည့်စီပါရင်ရေစစ်ပြီးတဲ့နောက်မှာသခွားသီးတွေထည့်တယ်ပြီးတော့ sauce ဆန်းပေးလိုက်ပါမယ်။နောက်ဆုံးအနေနဲ့တမအောင်နေပြီးတော့နှစ်နာရီလောက်နှက်ထားပေးလိုက်ရင်တော့ရပြီဖြစ်ပါရင်အဲလိုလုပ်ထားတဲ့ကြက်ချီတော်ချင်းဆက်သမယာကချင်းချင်းဆက်ဆက်လေးနဲ့ဝါးလိုကောင်းပြီးတော့အရန်အရန်အရသာရှိလို့စားချင်နေဆိုရင်တော့လူကြီးမင်းတို့လည်းလှူစားကြည့်လိုက်ပါနော်။